ဲ့နည်းနည်းရရကရွှေစကားငွေစကားမိတ်ဆွေအားလုံးနောက်ကျွန်တော်ရဲ့စာဖတ်ပရိသတ်ဒီကာတွန်းပရိသတ်ဒီဗေဒင်ပရိသတ်ဒီမိတ်ဆွေဆရာသမားတွေအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေကញ្ញံဝရိယသုံးချက်လုံးအကောင်အောင်လဲကျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာအထူးသဖြင့်အခုလိုကိုဗစ်ခုခံစစ်ကိုဆင်နွှဲနေကြတဲ့အခါသမယမျိုးမှာမိမိတို့ရဲ့ကံအစွမ်းညံအစွမ်းဝရိယအစွမ်း တွေကို အလဟဒအချီနီမဖြစ်စေဘဲနဲ့မမိတ်မလျော့မပေါ့မဆတတိကြီးစွာထားပြီးတော့အောင်မြင်အောင်ဘေးကင်းအောင်ကျော်လာတော်မူနိုင်ကြပါစေအောင်မြင်ဘေးကင်းအောင်ကျော်လွှားနိုင်ဖို့အတွက်လည်းပဲကျိုးပန်းအားထုတ်တော်မူနိုင်ကြပါစေမိမိကိုမိမိကောင်းစွာရွက်ဆောင်တော်မူနိုင်ကြပါစေလို့ထပ်မံပြီးတော့ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျာရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်ကြိုးစားပြီး live အဖြစ်နဲ့တင်ဆက်ပေးနေပါတယ် online ပေါ်မှာလည်း အကောင့်အတူတွေ page အတူတွေကနှီးမျိုးစုံနဲ့မှွေနေနှောက်နေကြတယ်ဗျဆိုတော့အခုလို live လွှင့်လေလွှင့်တာရှိတဲ့ page တို့အကောင့်တို့ကတော့ဖြင့်ဒါအစ်စ်ဆိုတာလေးလဲတက်တက်ကွက်ကွက်သိရတာပေါ့ဗျာနော်အဲ့တော့ဇင်ယောင်နီနာမည်တွေ့တိုင်းပုံတွေ့တိုင်းအစ်စ်လို့မယူဆလိုက်ပါနဲ့အုံးဝင်ကြီးအော်တင်လာတာကြီးအဲ့ထဲမှာမှအခုလို live လွှင့်တာတွေလဲပါတယ်ဆိုရင်တော့ဒါတိုင်းလွှင့်နေတဲ့ဥစ္စာပေါ့နော်ကူးချတဲ့ဥစ္စာမဟုတ်ဘဲနဲ့ဒါတိုင်းလွှင့်နေတဲ့ဥစ္စာမျိုးပါတယ်ဆိုရင်တော့ဒါအစ်စ်အမှန်ဆိုတာလေးလဲဆုံးပြလိုက်ပါတယ်ခင်ဗျာကဲအခုကတော့ ဂျော်လိုင်လ16ရက်နေ့အတွက်ရွှေစကားငွေစကားရှေးဦးစွာတနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာဒီလိုနေ့ဒီမှာရှေးကကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးပြန်ခံစားရတတ်ပါတယ်ဒါကြောင့်ထီပေါက်တယ်လို့မဲပေါက်တယ်လို့ဆုရတယ်လို့ယာဓုတိုးတယ်လို့ထူးထူးခြားခြားဝမ်းသာစရာတွေအောင်မြင်မှုကြီးကြီးမားမားတွေဟာဒီလိုကိန်းမျိုးမှလာပြီးကြုံရတတ်ပါတယ်ဒါကြောင့်ကိုယ့်ဘက်ကလည်းအဋ္ဌဌာန်တို့ကုသိုလ်ကောင်းမှုတို့ဘာသာရေးတို့ဖိဖိစီစီပြုလုပ်ခြင်းအားဖြင့် ထူးထူးခြားခြားပေါ့နော်မိဘဘိုးဘွားရဲ့ငွေကြေးစည်းဘွားအမွေလိုဟာမျိုးပဲဖြစ်ဖြစ်ဟာဆရာသမားတွေရဲ့လုပ်ငန်းအမွေပညာအမွေလိုဟာမျိုးဖြစ်ဖြစ်အဲ့ဒါလိုမျိုးထူးထူးခြားခြားကြီးကြီးမားမားဝမ်းသာစရာတွေအောင်မြင်မှုတွေချုံဝန်းနိုင်ပါတယ်ဗျာအထူးသဖြင့်ဒီလိုနေ့တွေမှာပညာရေးကိစ္စဘာသာရေးကိစ္စပရိဘောကပေပြောင်ပန်ပရိန်ပကြီးဘဘုစသဖြင့်ကြာသာရိနံအလုပ်တွေပညာရဆိုင်ရာတို့ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်မိတ်ဆွေဆရာသမားတို့စီကအကူအညီကောင်းအထောက်ပံ့ကောင်းတွေလည်း ရတာပါတယ်။ ठी ဝါဒနာပါရင်နာဂနန်သုံးကနန်းနဲ့စတဲ့ ठी ကိုထိုးအောင်မ။ဒီလိုနေ့ဒီမှာတတိထားမှာကတော့ကိုယ့်ရဲ့ကံကအလွန်ကောင်းပေမဲ့ဆွေမျိုးတို့မိတ်ဆွေတို့လှုပ်ဖို့ကံပဲတို့တဲ့စိတ်ညစ်ရတာတဲ့သူတို့ပြဒနာအခက်ခဲကြောင့်အာစိယုံစိကံရဲစကံဆိုတာမျိုးတွေနဲ့ပတ်သက်ကိုကြီးဖြစ်ရှင်းလာမျိုးတော့လာပြီးတော့ဂျုံဝါတတ်တယ်။နောက်ယရနာပစ္စည်းလက်ဝဲလက်စားကိစ္စများသတိပြုပါ။ကဲတလူနေ့တွေမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင် ဆက်ပြကလေးတခဲနဲ့ဇတိလေးတို့ပြီးခောက်ပြီးတော့ဆူတောင်းမှာအရေးကြီးတဲ့ကိစ္စကြီးများရှိတဲ့အခါမှာကံတရားရဲ့အပံမိုးရရှိစေဖို့အတွက်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့မြန်းများပါသောအဝိစာသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါနောက်စိန်ပန်းပင်ကြီးကြီးတွေမှာရှိသောရုပ်ကစိုးကိုမြစ်တာပို့တာတိုင်တဲ့ဆူတောင်းခြင်းအပြင်လည်းပဲကံတရားရဲ့ထောက်ပံ့ရရှိစေပါလိမ့်မယ်တဲ့ခင်ဗျအဲ့ဒါတနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်ဇူလိုင်16ရက်ရွှေစကားငွေစကား ဖြစ်ပါတယ်နော်အဲ့တော့ရွှေစကားငွေစကားအစီအစဉ်မှာကျွန်တော်ဘီရင်ကံပီရလက်ဆောင်စကားတွေလည်းပြောပြသလိုကျွန်တော်မိတ်ဆွေများစိတ်ခုံအားတိုးအားတိုးချောင်းဉာဏ်အလင်းပွင့်အားပွင့်ချောင်းစိတ်နှလုံးလေးငြိမ်းချမ်းရာငြိမ်းချမ်းချောင်းစကားလက်ဆောင်လေးတွေလည်းပြောပြလျက်ရှိပါတယ်ဗျာအဲ့ဒါလေးတွေကစာအုပ်ဖြစ်နေလဲကျွန်တော်ထွက်လာဖို့ရည်ရွယ်နေပါတယ်အဲ့တော့ကံပီရလက်ဆောင်ဆိုတာတွေကမိမိတို့အရေးကြုံရင်ကျွန်တော်တို့အလွယ်တကူအသုံးချလို့ရနိုင်မဲ့နီးလေးတွေပေါ့နော်အဲ့ဒါလေးတွေစုပြီးတော့ ဂမ်ဘီယာလက်ဆောင်ရွှေစကားငွေစကားဂမ်ဘီယာလက်ဆောင်စာအုပ်တုပ်ထွက်လာမယ်။နောက်စိတ်ခွန်အားဖြင့်ညံလင်းပွင့်ရွှေစကားလက်ဆောင်လေးလည်းဒါအတိအကတော့လူငယ်မျိုးဆက်သစ်များအတွက်ပါ။နော်ညံလင်းပွင့်ပါစေတော့ဘဝလမ်းခရီးမှာအသုံးတည့်ပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့တာဝန်တစ်ခုလို့ကျွန်တော်ရည်ရွယ်ပြီးတော့ပြောပေးနေပါတယ်။အဲ့ဒါလေးကလည်းစာအုပ်တုပ်ထွက်လာပါမယ်။နော်ကဲကျွန်တော်စူးစမ်းနေပါတယ်။အခုကတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ဗျာ။တနင်္လာသားသမီးမိတ်ဆွေတွေဒီလိုရက်တွေမှာအခက်အခဲအချင်းဝလေးနည်းနည်းလေးတွေဖြစ်ပြီးမှအောင်မြင်တတ်တယ် ကိုယ့်ဘက်ကအောင်မြင်သွားနိုင်တဲ့အတွက်အခက်အခဲတေးသည့်ပွားပွားတေးသည့်မွှဲမွှဲလောက်ကတော့အင်းနဲ့အားနဲ့သာကြိတ်ပြီးစူးစမ်းပြီးတော့ရုံးပြီးတော့အောင်မြင်သွားနိုင်တယ်ကျွန်တော်တို့ကိုအောင်သာကြီးလက်ဝှေ့ထိုးတယ်လို့ပေါ့ဗျာသူထိုးကိုတို့တော့ထိုးရမယ်ဒါပေမဲ့ကိုနိုင်လိမ့်မယ်ဒါကြောင့်ဒီနေ့လိုနေမျိုးမှာကပြိုင်ဆိုင်ရှင်ပြိုင်ဖိုက်ဆိုင်ရှင်ဖိုက်ရှင်းဆိုင်ရှင်ရှင်းလို့အားပေးတိုက်တွန်းရမှာပါပဲအထူးသဖြင့်အဝေးပြပနဲ့ဆက်သွယ်ချိန်ဆက်တဲ့ကိစ္စတွေတည်ယူပို့ဆောင်ရေးခရီးသွားလာရေးကိစ္စတွေကောင်းတယ်အသည့်အနန်းတို့တစ်ပင်နဲ့ပတ်သက်တာတွေနောက်စိုက်ပျိုးရေးနဲ့ပတ်သက်တာတွေကောင်းတယ် နောက်တစ်တန်တွတ်တဲ့စသဖြင့်တောက်ကြနာလုပ်ငန်းကိုရေတို့ဓာတ်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ထီထိုးမယ်ဆိုရင်တော့6ခန်း4ခန်းနဲ့စတဲ့ထီကိုထိုးအောင်ပါဒီလိုနေ့ဒီမှာတတိထားမှာကတော့မိသားစုတွင်လုပ်ငန်းခွင်အတွင်းညှိမြနှိုင်းမြစိတ်သဘောကွဲစရာလေးတွေဂျုံတတ်တယ် ြီးကဲသူတွေကိုယ့်ကိုမကောင်းမြင်အထင်လွဲတတ်တယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ပေးလိုက်ပြီးလေးမပေးရသေးဘူး။ယူတော့တယ်မယူပါသေးဘူး။အဲ့လိုအခက်အခဲအထင်ကိုဖြစ်တာတို့။အာငွေဒီပါတွေကြပြောက်တာတို့။အနိုင်ခံရတာတို့။အဲ့ဒါလေးတော့သတိထားပါလိမ့်မယ်။ကဲဒီလိုနေ့တွေမှာတနင်္လာသားသမီးမိတ်ဆွေတွေကမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တရက်ယူအထုပ်ကလေးတစ်ထုပ်နဲ့စတိကလေးတိုးပြီးခောက်ပြီးတော့ဆူတောင်းပါ။အရေးကြီးတဲ့ကိစ္စကြီးများရှိတဲ့အခါမှာကံတရားရဲ့အပမိုးရရှိစေဖို့အတွက် အပြာရောင်တို့ပန်းရောင်တို့မြန်များပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ။နောက်တရက်ပင်ကြီးကြီးတွေမှာရှိသောရုပ်ကုစုကိုမေတ္တာပို့တာဒိုင်းတဲ့ဆူတောင်းရင်အားဖြင့်လည်းပဲကံတရားရဲ့အထောက်ပံ့ရရှိစေပါလိမ့်မယ်ခင်ဗျ။အဲဒါတနင်္လာသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်နော်။ကဲအနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျ။အဲ့တော့ဒီညတိုင်းကျွန်တော် live လေးစူးစမ်းပြီးတင်ဆက်ပေးနေပါတယ်။ အဲ့ဒီထဲမှာစိတ်ခွန်အားဖြင့်ညံလင်းဖွင့်စကားလက်ဆောင်ကဲအခုလဲကြားဖောက်ပြီးတော့ခဏညစကားလက်ဆောင်လေးတစ်ခုပြောလိုက်အောင်မယ်ဟိုတလောကကျွန်တော်ရေများရာမိုးရွာတက်တဲ့ဓာတ်တဘာဝအကြောင်းပြောပြခဲ့တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကလေးကအခုကြည်လင်နေနောက်ထပ်ကြည်လင်တတ်တယ်အခုညင်နေနောက်ထပ်ညစ်စရာပေါ်လာတတ်တယ်အခုချမ်းသာနေတဲ့လူနောက်ထပ်ချမ်းသာဖို့အကြောင်းပေါ်လာတော့မှာအခုဆင်းရဲနေနောက်ထပ်ဆင်းရဲတဲ့အကြောင်းထပ်ပြီးပေါ်လာတတ်တယ်ဆိုတဲ့သဘောတရားလေး နော်အသေးသေးနားမထောင်ရသေးတဲ့မိတ်ဆွေများရှင်ခေမှာပြန်ရှာပြီးတော့နားထောင်ကြည့်ခဏရလဲအဲ့ဒါလေးနဲ့နှွယ်ပြီးတော့ပြောချင်တာပါအဓိကတော့စိတ်ပါပဲကျွန်တော်တို့စိတ်ကောင်းတဲ့ဘက်ကိုညှို့လိုက်ရင်ကောင်းတဲ့အချိုးရလာထွက်လာနိုင်တယ်ဆိုးတဲ့ဘက်ကိုညှို့လိုက်ရင်လည်းဆိုးတဲ့အချိုးရလာထွက်လာနိုင်တယ်ကျွန်တော်တို့ရဲ့စိတ်ဒီကောင်းသလားဆိုးသလားဆိုရင်ပဂရိအခြေအနေမှာကောင်းလဲမဟုတ်ဘူးဆိုးလဲမဟုတ်ဘူးဒီတိုင်းပဲတိုးတော့အဲ့ဒီစိတ်ရဲ့တန်ဖို့အဲ့ဒီစိတ်ရဲ့တကောဟာမကောင်းတဲ့နေရာမှာတုံးနိုင်လို့လည်းရတယ်ကောင်းတဲ့နေရာမှာတုံးနိုင်လို့လည်းရတယ်ရလက်ချင်းရတော့ကွာသွားလိမ့်မယ် မိကျစ်တလုံးဆိုပါတော့အဲ့ဒီမိကျစ်ရဲ့เนาะမိကျစ်ကိုအသုံးပြုပြီးတော့ပဲကျွန်တော်တို့ဖယားမိပူဇော်လို့ရတယ်။ဩကုသိုလ်ကောင်းမှုရတာပေါ့။အဲ့လိုပဲဟိုရက်ွက်တရဓမ္မယုံမိရှုပ်ပလိုက်လို့လည်းရတယ်။အာကုသိုလ်ဖြစ်တာပေါ့။ဒီမိကျစ်ပဲကောင်းတဲ့နေရာသုံးမလားဆိုးတဲ့နေရာသုံးမလား။ဓာတ်တစ်ချောင်းဆိုပါတော့အဲ့ဒီဓာတ်နဲ့တိုင်းမျိုးကိုကာကွယ်လို့လည်းရတယ်လို့ပြည်သူလူထုကိုနှိမ့်ဆက်ဒုက္ခပေးလို့လည်းရတယ်။ဘယ်နေရာမှာသုံးမလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့စိတ်ကလည်းအဲ့လိုပါပဲ။ အဲ့တော့ပုံမြင်လေးတစ်ပုတ်ဂျပန်ပုံမြင်လေးတစ်ပုတ်ပေါ့အပါမင်းနိုင်ငံကအကြောင်းဆိုင်တဲ့အခါဒီမှာပြောလို့ရှိတယ်ပုံမြင်လေးတစ်ပုတ်ဂျပန်နိုင်ငံမှာအင်မတန်ကြော်ကြားတဲ့စာမူတိုင်းသူရဲကောင်းကြီးတစ်ခုတယောက်ရှိတယ်ပေါ့ဒီခါကျတော့သူကဆရာတော်ကြီးတပါးစီကိုရောက်သွားပြီးကြော့တယ်ရှင်ဘုရားတဲ့တပိတော့တခုမေးလျှောက်ခွင့်ပြုပါတဲ့နတ်ပြည်ငရဲပြည်ဆိုတာရှိတယ်ပြောနေကြတယ်တဲ့အဲ့ဒါ တကယ်လားတပိတော့တိတိချာချာသိချင်လို့ပါတဲ့ဆရာတော်ကြီးကသူယူတီလျှောက်တဲ့အခါဆရာတော်ကြီးကဂျပန်သူရဲကောင်းစာမူတိုင်းကိုကြည့်ပြီးတယ်မတန်မရကွာမိမစက်ကအဲ့လိုမိကုံမျိုးထွက်ရမိလိုကောင်မျိုးနဲ့အဲ့ဒီမိကုံမျိုးနဲ့ဘာမှမဆိုင်ဘူးတွန်းလာမမင်းနဲ့ပေါက်တာကြရတယ်မင်းမင်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်မင်းနဲ့တန်တန်ဟာကိစ္စမဟုတ်ဘူးဆိုပြီးတော့အဲ့လိုဆရာတော်ကကြုံကျင်းတာ အဲ့ဒီမှာဒီခုနစာမူတိုင်းသူရဲကောင်းကြီးကလည်းတကယ်ကသူကတိုင်းကျော်ပြီးတော့နိုင်ငံကျော်သူကလည်းဆရာကြီးလူကြားသူကြားမှာသူ့ကိုဆရာတို့ကြီးအဲ့လိုပြောခိုင်းလိုက်တယ်မှာရှက်သွားပြီးတော့သူခါမှာချိတ်တဲ့ဒါတန်ရနေဆွတ်ချွတ်မလုပ်လိုက်တာအဲ့ဒီချိန်မှာဆရာတို့ကြီးကဟဲ့အောင်နဲ့မင်းအတွက်နေရဲ့ပြည်တကားပွင့်သွားပြီတဲ့အဲ့ဒါနေရဲ့ပြည် သွားမယ်လမ်းပဲမင်းအဲ့တော့ငရဲပြည်သွားမယ်လမ်းအဝမင်းရောက်သွားပြီတဲ့ဒါကိုကင်ထားပြီးချွင်တလန်းနဲ့ဆရာတို့ရအဲ့လိုမင်းလိုက်တော့သူ့အေးပြီးစဉ်းစားသွားလဲသူလဲခေသူမဟုတ်အကြံဉာဏ်ဟဲ့လားပညာဘုဒ္ဓပြည့်စုံတဲ့ပုံကိုဖြစ်တဲ့အတွက်အော်ငါမှားသွားပြီဆိုပြီးဒါကိုပြန်ပြီးတော့ထည့်လိုက်ပြီးတော့ဆရာတို့ရတောင်းမှလည်းတပိတော့စိတ်လိုက်မှန်ပါကျူမူလိုက်မိပါတယ်ဖရာတပိတော့ခွန့်လွတ်ပါနော်တပိတော့တောင်းမှန်ပါတယ်ဖရာဆရာတို့ရပြောပြီးတော့အေး ွေးရကောင်းကြီးတဲ့မင်းတို့နဲ့ပြီတကားပွင့်သွားပြီဒီလူပဲဒီရုပ်ဒီခန္ဓာပါပဲဒီပညာတွေဒီရည်ချင်းဒီအစွမ်းစာတွေပဲသို့တော့အဲ့ဒါကိုကာယကံမြောက်မဟုတ်သေးပဲနဲ့နော်ဝစီကံမြောက်မဟုတ်သေးပဲနဲ့တောင်မနှောကံလေးကိုယ့်ရဲ့စိတ်ကနေကောင်းတဲ့ဘက်ကိုညှို့လိုက်တဲ့အချိန်မှာကောင်းတဲ့ရလာထွက်သွားမှာဆိုးတာကိုညှို့လိုက်တဲ့အချိန်မှာလဲဆိုးတာထွက်သွားမှာပါပဲဒါကြောင့်ကျွန်တော်မိတ်ဆွေများလဲအဲ့ဒါလေးကိုသတိမှုပြီးတော့ကိုဟာ ကျွန်တော်ဒီနေ့ခေါင်းစဉ်ပေးထားတယ်ကိုလက်မှတ်ကိုဖြတ်နတ်ပြည်နဲ့ငရဲပြည်တဲ့နတ်ပြည်သွားတဲ့လက်မှတ်ကိုဖြတ်မလားငရဲပြည်သွားတဲ့လက်မှတ်ကိုဖြတ်မလားကိုလက်မှတ်ကိုလွတ်လပ်စွာဖြတ်ခွင့်ရှိတယ်ဟာလာအခုကျွန်တော်တို့ Facebook သုံးကြတယ် Internet သုံးကြတယ်ဆိုရင်လည်းပဲဟာလာကိုယ်တွယ်စိတ်ချမ်းသာရချမ်းသာကြောင်းကြည်နူးရကြည်နူးကြောင်းကုသိုလ်စိတ်ပွားရပွားကြောင်းအကြောင်းအရာတွေကိုလိုက်ဖတ်မလားကြည်မလားကြီးခွင့်ရှိတယ်ဒေါသထွက်စိတ်တီတိုးအကုသိုလ်တိုးရမယ်ဟာမျိုးတွေကြည်မလားကြီးခွင့်ရှိတယ်အေး online ပေါ်မှာကို အကုသိုလ်ဘက်ကိုကြည့်မလားကုသိုလ်ဘက်ကိုကြည့်မလားကိုကြိုက်တာကိုရွေကြည်ခွင့်ရှိတယ်ဘယ်မှတားမတားဘူးကိုကိုတိုင်းကရောအော်ကိုမိတ်ဆွေတွေအွန်လိုင်းပေါ်ကကိုမိတ်ဆွေတွေကိုတိုင်းပြည်အတွက်လူတွေအတွက်အော်တစုံတရာလေးသူတို့စိတ်ချမ်းသာသွားကြပါစေအတိညာလေးတစ်ခုတိုးနော်ကောင်းရမွန်ကလေးတို့တစ်ခုခုလေးရသွားပါစေဆိုပြီးကောင်းသောစေနာဆန္ဒနဲ့ပို့စိတ်တစ်ခုတင်လိုက်မလားဒါမှမဟုတ်လဲ ဟာနော်တွေ့ရမြင်တဲ့လူတွေစိတ်တွေညစ်ဒုက္ခတွေရောက်နော်အာပြဿနာတွေဖြစ်စေကြအဲ့လိုမျိုးအကုသို့ပွားမဲ့ post တခုတင်မလားအကြောင်းအရာတခုတင်မလားတင်ခွင့်ရှိတယ်ကိုလည်းပဲကောင်းခြင်းမကောင်းခြင်းကြိုက်တာရွေးပြီးတော့ကြည့်ခွင့်ရှိသလိုကို online ကိုအသုံးပြုတဲ့အခါမှာလည်းပဲကို့ကြောင့် လူတွေစိတ်ချမ်းသာသွားမှာလားစိတ်ညစ်သွားမှာလားကိုကြိုက်တာရွေးခွင့်ရှိတယ်နော်အဲ့တော့ကိုလန်းကိုရွေးပဲကောင်းတဲ့လမ်းကိုရှောက်မလားဆိုးတဲ့လမ်းကိုရှောက်မလားကိုလက်မှတ်ကိုဖြတ်နှက်ပြီးသွားမလားနေရပြီးသွားမလားကဲဒီနေ့စကားလက်ဆောင်လေးကတော့ကျွန်တော်မိတ်ဆွေများတတိမုံနိုင်ဖို့ဖြစ်ပါတယ်တခါလေးမှဒီစိတ်ပဲအဲ့ဒါကိုဒီဘက်သွားလဲရတယ်ဟိုဘက်သွားလို့ရတယ်ကိစ္စကောင်းတဲ့ဘက်ကိုရွေးခွင့်ရှိတယ်နောက်တော့ကျွန်တော်တို့စူးစမ်းပြီးတော့ကိုကိုကိုတတိလေးထမ်းပြီးတော့ကောင်းတဲ့ဘက်ကို အာယုံညွတ်ကြမှာပေါ့ဗျာကောင်းတဲ့ဘက်ကိုသွားကြမှာပေါ့နော်ကဲကျွန်တော်မိတ်ဆွေများခាយကံဝစီကံမနောကအားလုံးမှာကောင်းသောဘက်ကိုရိမ့်နိုင်ကြပါသည်ကောင်းသောလမ်းဘက်ကိုရွေးနိုင်ကြပါစေကဲအခုဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများလည်းရောက်